မဲတွေကိုမမွေးခင်မှာအရင်ဆုံးကြက်ဥလေးတွေကိုအဲအိမ်ကဒေတာကြက်ရဲ့ကြက်မထဲမှာအငှားမိခင်အနေနဲ့အဲကြက်ဥကိုဖောက်တယ်ဗောနော်ဖောက်ပြီးတဲ့အချိန်မှာအဲ့ဒီကြက်ဥလေးတွေကနေပေါက်လာတဲ့ခလေးလေးတွေတဲကနေမှအဲကြက်မကြီးကထိန်းချောင်းရင်းသွားရင်းလာရင်းကြံခဲ့ရင်းနဲ့နောက်ဆုံးကြက်၆កောင်ကြံတဲ့အချိန်မှာကြက်မကြီးကိုခွေးဆွဲသွားခဲ့တယ်ခွေးဆွဲသွားခဲ့တဲ့အချိန်မှာကြက်ကလေးတွေကတော့သူ့ဟာသူ့ပဲရှာစားရင်းဗောနော်အဲကျွန်တော်ထင်းတဲ့ အခုချိန်နေမှာကျွန်တော်ကြက်အကြောင်းကျွမ်းကျင်လာတဲ့ချိန်မှာကြည့်လိုက်တဲ့ချိန်မှာကြက်ကလေးတွေက45ရက်နှစ်လဝင်းကျင်လောက်မှာကြံခဲ့တာဖြစ်မယ်။ အဲ့တော့အဲ့ဒီချက်ကလေးတွေချက်ခဲ့တဲ့နောက်ပိုင်းမှာချက်ကလေးတွေကလည်း channel ကိုဆင်းပြီးတော့မှအာအစာရှာရင်းပါရင်းနဲ့နောက်ဆုံးမှာချက်3កောင်ပဲချက်ခဲ့တယ်။ကျမ3កောင်ချက်ခဲ့တာပေါ့နော်။အဲ့မှာမှကျွန်တော်ကကျမ3កောင်ငန်းနေပြီးတော့မှအဲကျွန်တော်ဘွားကိုစခဲ့တာဖြစ်တဲ့အတွက်အားလုံးသိကြတဲ့အတိုင်းပဲကျမဲချမ်းလို့ပြောလိုက်ရင်အားလုံးကချက်3កောင်ကစခဲ့တဲ့အမကြီးလို့အကုန်လုံးကသိကြတာပေါ့နော်။ ကျမသုံးကောင်ကအလုံး168လုံးဥတယ်ရှင်168လုံးထိဥပြီးတဲ့အချိန်မှာကျွန်တော်ကဟာကြက်မဲတွေကတော်တော်ဥတာပဲဆိုပြီးမှကျွန်တော်ကြက်မဲတွေအကြောင်းကိုလိုက်လေးလာရင်းနေမှအဲကျွန်တော်အဖေကကိုဗစ်ဖြစ်တယ်ကိုဗစ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့မိသားစုပေါ့နော်အဖေကကိုဗစ်ဆက်ဖြစ်တယ်ဖြစ်တော့ကျွန်တော်ကအဖေကိုပြုစုရင်းနေမှာကျွန်တော်မှလည်းကိုဗစ်ဝင်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်ကအဖေကိုကြက်မဲဥတစ်နေ့ကို၃လုံး၄လုံး ဲ့လိုပေါ့နော်အဖေကိုအလင်းတင်တည်တယ်လို့အဖေမစားလဲဇွတ်ကျွေးအဖေကိုစိတ်ကောက်ပြီးကျွေးချော့ကျွေးကျွန်တော်အဲ့လိုကျွေးနေတယ်မှာကျွန်တော်အဖေကကိုဗစ်ထဲမှာပါမသွားခဲ့ဘူးရှင်ကျွန်တော်တို့မျိုးတွေထဲမှာအတော်အကြီးဆုံးလဲကိုဗစ်ထဲမှာပါသွားတယ်ဦးလေးအငယ်လဲကိုဗစ်ထဲမှာပါသွားတယ်ကျွန်တော်အဖေကတော့ကြံမဲဦးကကယ်ခဲ့လို့ကိုဗစ်ထဲမှာပါမသွားဘူးရှင်အဲ့တော့ကြံမဲဦးရဲ့အကြောင်းကိုကျွန်တော်တို့သိသွားပြီးရဲ့နောက်ပိုင်းမှာဒီကြံမဲကိုကျွန်တော်ကဒီဇိုင်းမမတ်ဒီကြံမဲနောက်ကိုလိုက်တာ ။လိုက်ပြီးတော့ကြမဲအကြောင်းတွေလေ့လာတယ်၊ကြမဲနဲ့ပတ်သက်တာတွေလေ့လာတဲ့အချိန်မှာကြမဲကစီးပွားဖြစ်လုံးတဲ့နဲ့လို့ကျွန်တော်ကတွေးခဲ့ပြီးမှစီးပွားဖြစ်လုံးမယ်ဆိုပြီးတော့စပြီးတော့မှကြမဲကိုစီးပွားဖြစ်လုံးဖို့စီးပွားရေးလောကတွေကိုကြမဲနဲ့အတူတူဝင်လာခဲ့တာပါရှင်။ကျွန်တော်2020 23ကြားထဲမှာပေါ့နော်ကျွန်တော်ကအာကြက်မဲတွေကိုမှကျွန်တော်ဒီမြန်မာမှာအရင်ကတော့မြန်မာနိုင်ငံမှာကြက်မဲတွေကမွေးတော့မွေးထားတယ်ဒါပေမဲ့အများကြီးမွေးမထားဘူးအိမ်တိုင်းအိမ်တိုင်းမှာကြက်မဲမရှိသေးဘူး ကြမဲတွေမွေးတော့မွေးထားတယ်ရှားသေးတယ်ပေါ့နော်ကြမဲတွေဝယ်ဖို့အတွက်ရှားသေးတယ်ရှားသေးတော့ကျွန်တော်ကတအိမ်မှာနှကောင်ရှိလဲလိုက်ဝယ်သုံးကောင်ရှိလဲလိုက်ဝယ်နေကျွန်တော်ကြမဲတွေကိုစုထားတယ်စုထားတဲ့အချိန်မှာနောက်ပိုင်းမှာကြမဲကိုမျိုးမြင့်ဖို့အတွက်ကျွန်တော်ရည်ရွယ်ချက်ပေါ့နော်ကျွန်တော်ရည်ရွယ်ချက်ကကဘာမှာနာမည်ကြီးနေတယ်ကြက်မဲကကျွန်တော်တို့မြန်မာမှာလည်းနာမည်ကြီးရမယ်ဆိုတော့ကျွန်တော်ရဲ့စိတ်ကူးနဲ့ကဘာကြက်မဲကနေမြမကြက်မဲဖြစ်ရမယ်ဆိုတော့စိတ်ဆန္ဒနဲ့ကျွန်တော်ကအဲအကောင့်ပေး မျိုးတန့်ပေးဆိုတဲ့ချက်တွေကိုကျွန်တော်ကထိုင်းဘက်ကနေပြီးတော့မှကျွန်တော်တည်ယူလာတယ်။တည်ယူလာပြီးတော့ဒီမြန်မာနိုင်ငံရောက်တဲ့အချိန်မှာကျွန်တော်ရဲ့လိုချင်တဲ့ချက်မတွေကျွန်တော်ရဲ့လိုချင်တဲ့ချက်တွေနဲ့ကျွန်တော်က AI စနစ်နဲ့ပေါ့နော် AI စနစ်ဆိုတာကကျတော့ချက်ဖရဲ့မျိုးရည်ကိုယူပြီးတော့ချက်မရဲ့တအိမ်တွေကိုလူကထည့်ပေးတာ။အဲ့တော့ AI စနစ်နဲ့ကျွန်တော်ကချက်မဲတွေကိုတားဖောက်ပြီးတော့မှကိုကိုတိုင်း ျွန်တော်လိုချင်တဲ့မျိုးတွေကိုကျွန်တော်ကိုယ်တိုင်ဖောက်ဆက်ကြီးနေတယ်ကျွန်တော်ကိုယ်တိုင်မျိုးဖောက်ပြီးတော့မှကျွန်တော်အခုမြန်မာတနိုင်ငံလုံးကိုကြမဲတွေရောင်းနေပါတယ်ရှင်ကျွန်တော်ဘဝစခဲ့တာချက်သုံးကောင်ကစခဲ့တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲအိမ်တိုင်းအိမ်တိုင်းမှာသူများတွေလည်းစီးပွားရေးလုပ်ချင်တယ်ဆိုအစမ်းပေါ့နော်ဆဆချင်းစမ်းတက်ပြီးမွေးချင်တယ်ဆိုရင်ချက်သုံးကောင်ကနေမွေးလို့ရတယ်ဆိုပြီးကျွန်တော်ကချက်မနှစ်ကောင်နဲ့ချက်ဖတစ်ကောင်ဆိုပြီးတော့မှချက်သုံးကောင်သုံးကောင်နဲ့စရောင်းပါတယ်ရှင်အဲ့ဒီကနေစရောင်းပါတယ်ရှင် ကဘာကြံမဲကမြမကြံမဲဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာဖြစ်တဲ့အတွက်အခုဘဲ channel မှာပဲရှာရှာ Google မှာခောက်လိုက်လို့ရှိရင် ကြံမဲဆိုတာနဲ့ကျွန်တော်တက်လာပြီအဲကြံမဲကလည်းဘယ်နေရာကဘယ် data မှာဘယ်နေရာမှာပဲရှိရှိ ကြံမဲဆိုရင် ရောင်းရတာလည်းအဆင်ပြေတယ်အဲဟိုဝယ်ယူရတာတော့နည်းနည်းခက်ခဲသေးတယ်ပေါ့နော်အရန်မပြားပြားသေးတဲ့အတွက်ဝယ်ယူရတာတော့နည်းနည်းခက်ခဲသေးပါလိမ့်ရှင်ဟုတ်ကဲ့ကျွန်တော်ရဲ့စိတ်ဆန္ဒက80%လောက်တော့ပြည့်သွားပြီပေါ့ ။ရာဂိုင်နှုံးပြေးဖို့အတွက်ဆိုကျွန်တော်ရဲ့ product ပေါ့နော်ကျွန်တော်ရဲ့ထုတ်ကုန်ပေါ့ကျွန်တော်ထုတ်ထုတ်တာများများမထုတ်ပေးနိုင်သေးဘူးကျွန်တော်ရဲ့ product ကိုကျွန်တော်ကမျိုးမြင့်ပြီးထုတ်တာဖြစ်တဲ့အတွက်ပေါ်ပေါ်လောလောမထုတ်ပေးနိုင်သေးတာပေါ့။အမရဲ့ကြက်မဲတွေကိုမျိုးဖြန့်ထားတာကတော့ရန်ကုန်မှာအဓိကပေါ့နော်ရန်ကုန်မှာအဓိကရှိတယ်ရန်ကုန်မှာမှော်ပြီးဘက်မှာလည်းရှိတယ်။ အဲအခုဆိုရင်ကြမဲတွေကိုအမျိုးသမီးတွေကလည်းတော်တော်များများလုပ်နေပြီအဲဘာပဲဖြစ်ဖြစ်အမရဲ့စိတ်ဆန္ဒကတော့အမကတော့အမျိုးသမီးစွမ်းဆောင်ရည်လိုပဲတွေးထားတာပေါ့နော်ကိုကိုကိုဘာလို့ဆိုကိုစွမ်းဆောင်နိုင်နေပေါ့နော်အမ်အိမ်မာနေနေတဲ့အမျိုးသမီးတွေအိမ်တွင်းမာနေနေတော့မှစီးပွားရေးတစ်ခုဖြစ်ရမယ်ပေါ့နော်အရည်ရွယ်ချက်နဲ့လှုပ်တာဖြစ်တဲ့အတွက်ရန်ကုန်မှာလည်းရှိတယ်တောင်ကြီးဘက်မှာလည်းရှိတယ်နေပြည်တော်ဘက်မှာလည်းရှိတယ်အဓိကပဲခူးဘက်မှာလည်းရှိတယ်အမရဲ့ကြမဲတွေကဖြန့်ထားတာတော့နေတော်တော်များများဖြန့်ထားတယ်အဲလို ခြင်းနဲ့တနိုင်ငံလုံးတော့မပြန်သေးဘူးပေါ့နော်ဖြန့်တော့ဖြန့်နေတယ်အမလည်းစူးစမ်းပြီးဖြန့်နေပါတယ်အမကကျတော့ဟိုပါပေါ့နော်ကြက်မွေးတာဝါသနာပါမန်းမသိပဲကိုဝါသနာပါနေတာအဲအရင်တုန်းကအမက ခြံပေါ့နော်ခြံစိုက်တာပေါ့နော်ဂရခါညွန့်နေစိုက်တယ်အဖေအဖေကစိုက်ပျိုးရေးမှာအဖေအမအဖေကအာစိုက်ပျိုးရေးမှာဝါသနာပါတယ်ပေါ့နော်အဖေကတဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်ရေးဘက်ကဆိုတော့အဖေကစိုက်ပျိုးရေးဘက်မှာဝါသနာပါတော့အမတို့အိမ်ခြံမှာဂရခါညွန့်နေစိုက်တယ်ဂရခါညွန့်နေစိုက်တာချင်းတူပြီးတော့အဲကြက်မွေးတဲ့အချိန်မှာလဲကြက်ကြက်ကပေါ့နော်အလုံးရည်အတွက်အများကြီးလဲဥတယ်ပြီးကြတော့ကြက်ကလေးတွေနေမကောင်းရင်ကိုကိုတိုင်းလိုက်လှုပ်ပြီးရင်လိုက်လှုပ်ပြီးရင်နေမှာအမကကြက်ကြက်ကိုဝါသနာပါမှန်းမသိပါ ါနေတာအဲ့တော့ကိုကလည်းဒီထဲမှာစိတ်မြုပ်ထားရရင်ပြင်မနဲ့လို့လည်းမမြင်ဘူးပေါ့နော်အဲ့တော့အဲ့နောက်ပိုင်းမှာကြက်မွေးမယ်ဆိုပြီးကြက်မဲကိုဒီဇိုင်းမှန်မှန်မွေးမယ်ဆိုပြီးတော့ကြက်မွေးတာချင်းတူတူပေါ့နော်ဘယ်ကြက်ကိုပဲမွေးမွေးဆန်တဆုပ်ကျွေးရတာချင်းတူတူတော့အဲကြက်မဲကထူးခြားတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့အချောင်မို့အမကြက်မဲကိုမွေးဖို့စိတ်ကူးလိုက်တာပါအဲ့လိုမျိုးတကယ်လို့လိုအပ်တယ်ဆိုရင်တော့အမရဲ့ခြံကပြင်ဦးလွေမျိုးမှာရှိတာပါကြက်မဲခြံလို့ ဘဲမီဒီယာမှာမဆိုရင်ကြက်မဲချန်လို့ရိုက်လိုက်ရင်အမကိုတွေ့ပါမယ်ဒေါ်မွန်မွန်ရှိန်လို့လည်းရိုက်ရှာလို့ရပါတယ်အဲလိုအပ်တဲ့ဆိုရင်3ည9409844689ကိုဖုန်းဆက်ပြီးတော့မှစုံစမ်းမေးမြန်းပြီးတော့မှမာယူလို့ရပါတယ်အမစီမှာရှိတာကတော့၄လသားလေးတွေပေါ့နော်၄လသားလေးတွေကကျတော့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေလက်ထဲရောက်ပြီးတလခွဲ2လလောက်နေရင်စပြီးတော့ဥစမ်းပါမယ်ပေါ့နော်သူကအမနှကောင်နဲ့အဖတကောင်ရတယ်နောက်တစ်ခုကကြာ2လသား2လသားကကျတော့အသေးအပြောက်လွတ်တဲ့အရွယ်ပေါ့နော် စပြီးတော့မှဟိုဟာဘယ်လိုပြောမလဲမိခင်လက်ကလွတ်တဲ့အရွယ်ပေါ့နော်အဲ့ဒီအရွယ်နှစ်လသားလေးတွေကနေလဲရောင်းပေးတယ်နှစ်လသားလေးတွေကကျတော့အမ၃កောင်နဲ့အဖ၂កောင်နှစ်လသားလေးတွေကကျတော့အထီးအမခွဲရတာတော့နည်းနည်းခက်သေးတယ်ငယ်ရွယ်တဲ့အချိန်မှလေးနော်အဲ့ဒီနှစ်လသားလေးတွေ၅កောင်တစ်ချင်းရောင်းပေးတယ်အဲ၄လသားကျတော့၃កောင်တစ်ချင်းရောင်းပေးတယ်ရှင့် အဲ့လိုလေးတွေရောင်းပေးပါတယ်လိုအပ်တဲ့ဆိုရင်လည်းမှာယူလို့ရပါတယ်ပြင်ဦးလေးမျိုးမှာရှိတာပါရှင့်ကြမဲဈေးကွက်ကတော့ကျွန်တော်ရဲ့ကြမဲတွေကတော့အဲအဲ့လိုမျိုးတသိန်းနံကနေစပြီးတော့12သိန်းနံ18သိန်းနံအထိရှိပါတယ်ရှင့်မျိုးရိုးအလိုက်ပေါ့ဟုတ်ဒါကကြတော့အမထိုင်းဘက်ကနေတည်လာပြီးမှဒါအမရဲ့မျိုးဖြစ်သွားပြီပေါ့နော်ထိုင်းဘက်ကနေစတဲ့ခဲ့တဲ့ တဲခဲ့စင်တော့ကကျတော့သူတို့ရဲ့မိဘတွေဖြစ်သွားမှာပေါ့နော်အဲထိုင်းရနေတဲလာတဲ့တစ်ကြိမ်တစ်ကြိမ်သုံးကြိမ်၅ကြိမ်မြောက်မှာပဲအမလက်ထဲမှာအဖတ်တင်တာအစတော့မြန်မာနိုင်ငံရေးမြေနဲ့သူတို့ကမကိုက်ညီသေးတာဖြစ်တဲ့အတွက်အမကအစပိုင်းတော့ကတော့စူးစမ်းပြီးတော့မှာပေါ့နော်အမွေးမြူတယ်အဲပါလာတယ်